ဘက်မျိုးတွေကတော့မနေပါဘူး။ဒီနေ့ကျွန်တော်တို့တွေကိုရှင်းတဲ့ရှင်းအောင်ကျွန်တော်တို့ထပ်မံပြီးတော့ update တင်းကိုဆက်ပြီးတော့မှာဖြစ်ပါတယ်။အဲ့ဒါပါလေဆိုတော့ CN စာအုပ်တောက်တာနဲ့ပတ်သက်ပြီးတော့ဖုန်းထဲမှာလည်းဆက်လာတယ် inbox ထဲမှာရော comment အများကြီးအများကြီးကျွန်တော်မေးလိုက်တာပါ။အဲ့ဒီကိုကျွန်တော်တူချင်းစီကိုကျွန်တော်ပြန်ဖြည့်ပေးလို့မနိုင်ပါဘူး။အများများပါလေ။အကြောင်းလို့ဒီ video file ကြီးဘလို့လူတွေကဘယ်လိုအချိန်မှာကျွန်တော်စာအုပ်လဲရမလဲဆိုတာကိုကျွန်တော်ဒီနေ့မချမ်းဟုတ်တယ်တဲ့ဘကွေးလေးဖြစ်အောင်ကျွန်တော်ကခုဖွဲ့ပြီးကျွန်တော်ပြပြပါမှာဖြစ်ပါတယ်။ဒါကလည်းပဲဒါလည်းအလွန်ခဲ့တဲ့73ရက်နေ6လပိုင်း 2022မှာကျွန်တော်ဝန်ကြီးများအစည်းအဝေးနေတာဒီပြုတ်တော့ကြီးညာလိုက်ဖြစ်တဲ့ကြီးညာချက်တွေတခုကျွန်တော်လိုက်တော့တော့ပြောပြပါမယ်ဖြစ်ပါတယ်เนาะဟုတ်ကဲ့ပါအဲ့တော့ကျွန်တော်တို့စာအုပ်အဟောင်းကပေါ့เนาะစာအုပ်အဟောင်းရှိတဲ့လူတွေကပိုင်းအောင်ကလုတ်ခါတဲ့လူတွေကပိုင်းအောင်ကရပြီဘောက်ပါမယ်လေရပြီဆိုတော့ဒီ CI စာအုပ်ကိုကျွန်တော်တို့ခုချိန်လေးစာပြီးလဲပေးနေပါတယ်ဆိုရအကြောင်းเนาะလဲပေးတဲ့အချိန်ကအချိန်အကတ်တိုက်ရှိပါတယ်ကျေကတ်တာကဘယ်ခြေအနေဘယ်ခြေပြည့်လဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီရင်တော့အခုစာအုပ်အောင်းတော့16ရက်နေ့9လပိုင်းနေစာပြီးတော့16ရက်နေ့17လပိုင်းအထိပဲဒီလိုလဲပေးမှာဖြစ်ပါတ ်ချိန်ကတ်တက်ထားတာလူဟောင်းတွေဟော CI စာအုပ်အဟောင်းတွေဟောဒါပထမတက်တော့ဟော CI စာအုပ်အဟောင်းရှိတဲ့လူတွေအခုပိုင်းအောင်ပါအစ်လုတ်ခါတဲ့လူတွေဒီအတော့မှာပဲဖြစ်ဖြစ်လွန်ခဲ့တဲ့ချိန်လုံးကလုတ်ခါတဲ့လူတွေဒီဝတ်ပါမယ်နဲ့ပိုင်းအောင်လာရရင်14ရက်နေ့16ရက်နေ့9လပိုင်းရက်နေ့စတင်ပြီးတော့လဲလို့ရရဲ့ပြီးရင်14ရက်နေ့17လပိုင်းထိပေါ့နော်အဲ့လောက်ပဲအချိန်ကတ်တက်ပြီးတာဖြစ်ပါတယ်9လပိုင်းဆိုတော့10လပိုင်း17လပိုင်းဆိုတော့ကျွန်တော်တို့အချိန်2လပဲရပါတယ်2လတော့ပြီးတော့ဟုတ်ဆိုရင်လောက်ပုံပါနော် ဆိုကြပါဘူးခုဆိုလို့ရှိရင်6လပိုင်း10လပိုင်း17လပိုင်းပေါ့ဒီပေါ့အနှက်လာနေပါတော့ပဲအချိန်ညာအဲ့တော့ဒီစာအုပ်နော်ဒီစီအောင်ကန်ဆောင်ထားတဲ့ဒီစာအုပ်အောင်ရှိတဲ့ဒီပိုင်အောင်ကလုပ်ထားတဲ့ဒီအမြန်ဆုံးအမြန်ဆုံးအချိန်နှစ်လပဲရပါတယ်အရေးကြီးပါလေဒီဟာနော်ဟုတ်ကဲ့ပါအဲ့ဒီလူဟောင်းတွေကိုကျွန်တော်လုတ်ပြီးလို့ပြီးသွားတာ ਨੇ ကဲဒါဆိုလို့ရှိရင်စီအောင်စာအုပ်လည်းတစ်ခါမှမကန်ဆောင်ထားသေးဘူးစီအောင်စာအုပ်ကလည်းတစ်ခါမှဟိုကျွန်တော်တို့ဟိုမလုတ်ထားဘူးဆိုတော့အပိုင်အောင်ကအစ်ကိုလုတ်ထားတဲ့လူတွေကကြတော့ဘယ်ချင်းသူတို့လဲပြီးမလဲဆိုတော့ รงงานยามาที่ไม่มีเอกสารรับรองบุคคลไอเปิดดำเนินการตั้งแต่วันที่15พฤศจิกายนถึง 13 กุมภาพันธ์ 2566ทักจังไายันนี้สักลาไว้เนาะสังไงยันนี้สักลาไว้ยันนี้ซาโลบีบีโอสตูงยันนี้นลาไว้แต่ถ้ามันสตูงย้ายมาปีนซีโลมาเดี๋ยวมาเฉยงับเราฉีดเลยตัวฉีดเลยสักลาไว้สันลาไว้ตลาไว้นลาไว้สุดยอดจังลูกเฉยตู้ลาเราไปได้ ဟုတ်ပြီအားလုံးစုစုပေါင်းကခုနကျွန်တော်ပြောသလိုပဲစာအုပ်အဟောင်းကနေပြီးတော့ဟိုစာအုပ်အစ်စ်ပေါ့နော်စီအိုင်အဟောင်းကနေပြီးတော့စီအိုင်အစ်စ်ပြန်လဲဖို့တော့အချိန်ကနှစ်လပဲရပါတယ်16ရက်နေ့9လပိုင်းနေစတင်ပြီးတော့ဒီကျွန်တော်တို့14ရက်နေ့17လပိုင်းအထိလည်းဒါလဲပေးဖို့အတွက်ကိုကြီးညာထားတာကိုတွေ့ရပါတယ်ဒီမှာစာရက်လည်းတည်ရမှာလားကျွန်တော် စာရက်ထုတ်လာတာနော်ပြီးရင်ကျွန်တော်ထိုင်းကိုထပ်မှပြီးတော့ရှင်းပြပေးလို့လှုပ်ရှင်နေတာလည်းတော့ပေါ့လှုပ်ရှင်နဲ့ပြန်ပြီးတော့ပြလို့ရအောင်ဟုတ်ပြီနော်ဒါမြန်မာလိုကကြတော့ဒီနံပါတ်1စာအုပ်အဟောင်းကင်ဆောင်ထားတဲ့လူတွေနော်ဘာမှမင်းညာပြီးကျွန်တော်ပိုင်းအောင်ကြရပြီဆိုရင် 16ရက်နေ့6လပိုင်းနေစားပြီးတော့14ရက်နေ့17လပိုင်းအထိပဲလဲပေးရမှာဖြစ်ပါတယ်။အများဆုံးလဲရမှာဖြစ်ပါတယ်။နှစ်လပဲရှိရဲ။ Okay နောက်ထပ်လူသစ်လူသစ်ကကျတော့ CI လုံးဝမကင်ဆောင်ထားတဲ့လူ CI အာမလုပ်ဘူးတဲ့လူဆိုကြပါစို့လူတောင်းကြပါလေပြ CI စောင်းမရှိဘူးဆိုတဲ့လူတွေကကျတော့15ရက်နေ့17လပိုင်းကနေစားပြီးတော့13ရက်နေ့2လပိုင်းကြားထဲမှာလူလုပ်ပေးတော့မှာဖြစ်ပါတယ်။အဲ့လူတွေကပိုင်းအောင်ကရှိရမယ်ဝတ်ပါမယ်ရှိရမယ်ဟော။ဒါရှင်းရှင်းလေးလေးရှင်းပြထားတာဖြစ်ပါတယ်။ Okay ไอ้รอดูงี่ตรงนี้ไม่จังโยมไอ้รอท้าย้ถขาดใจงไงรอจีนยาพิบามเนี่ยเลือดเสียงเลยเนี่ยกับยาอย่างเดียวนี่จะนอนพงเสกอยู่มันวิ่งไหนยาวมาเนยเตี้ยวเชียงอยู่จะนอนมาขี่วิ่งไหนมาหูไอ้ตัวหูจะนอนน้าเลยพิบามเนาะ การออกเอกสารรับรองบุคคล CI นะครับตามมติคณะรัฐมนตรีเมื่อวันที่ 13 กันยายน 2565แรงงานต่างด้าวแฟชั่นเยอะมากที่หนังสือ รับรองบุคคล CI หมดอายุ และได้รับอนุญาตทำงานถึงวันที่ 13กุมภาพันธ์2566 ให้เร่งดําเนินการขอเอกสารรับรองบุคคลฉบับใหม่ภาย ในวันที่ 13กุมภาพันธ์66 เนาะในศูนย์ซีไอในพื้นที่ 4 จังหวัด จังหวัดสมุทรสาคร จังหวัดระนอง จังหวัดสมุทราการ จังหวัดชนบุรี เนาะแรงงานเยอะมากที่ได้รับที่มีเอกสารรับรองบุคคลซีไอฉบับเดิม เปิดดําเนินการตั้งแต่วันที่ 16 กันยายน ถึง 14 พฤศจิกายน 2565แรงงานเยอะมากที่ได้รับที่ไม่มีเอกสารรับรองบุคคลซีไอ เปิดดําเนินการตั้งแต่วันที่ 15 พฤศจิกายน ถึง 13กุมภาพันธ์2566นายจ้างทุกท่านต้องทราบนะครับ2กรณีเท่านั้นนะกรณีที่1ก็คือโทเทียกรณีที่ลูกจ้างของท่านเนี่ยเคยมีเอกสารนะครับ รับรองบุคคลหรือว่าสีไอเล่นเขียวแบบนี้นะท่านทำมาตีไหนก็ตามนะครับทำภาษีพูดทำงบประมเอาไว้อยู่นะครับ ทีนี้เราจะเปลี่ยนเล่มสีเขียวได้แล้วนะครับ ตั้งแต่วันที่16กันยายนถึงวันที่14พฤศจิกายน สองห้าหกห้ามีเวลาแค่สองเดือนเท่านั้นนะฮะ วันนี้ก็วันนี้เท่าไหร่ไปแล้ว วันนี้ยี่สิบกว่าจะสิ้นเดือนกันยาอยู่แล้วนะครับ กันยาแล้วก็มิถุนากันยาแล้วก็ตุลาตุลาแล้วก็พฤศจิกา มีแค่สองเดือนเท่านั้นนะต้องไปรีบไปเปลี่ยนเลยนะฮะ เอาเล่นสีไอเงี้ยนะครับ เล่นเล่นเก่านะครับ ท่านก็ต้องไปที่เซเว่นเอเว่นไปจ่ายเงินสามร้อยสิบบาท จองคิวศูนย์ ไหนก็ตาม ใกล้กับสมุทรสาครไปที่สมุทรสาคร ใกล้กับระนองไปที่ระนองครับ ใกล้กับสมุทรปราการไปที่สมุทรปราการ ใกล้ที่ชลบุรีไปที่ชลบุรีเลยนะครับ อันนี้กรณีที่มีเอกสารเก่าอยู่แล้ว นะฮะแล้วก็ทําบัตรใหม่นะเป็นกรณีไหนก็ตามนะฮะดูว่าความเป็นนะครับภาษีบูมาเปลี่ยนเป็นเล่มนี้นะฮะเร่งด่วนเลยนะเวลาแค่สองเดือนเองมีเวลาแค่สองเดือนนะครับกรณีที่สองคนที่ไม่เคยทําอะไรเลย ทําภาษีบูใหม่ คนเหล่านั้นนะต้องถือต้องเปลี่ยน CIUD แต่ว่าต้องทําตอนไหนอะครับตั้งแต่วันที่สิบห้าพฤศจิกายนสองหห้า2ห้าถึงสสิบามกุมภาพันธ์สองห2566อันนั้นก็มีเวลาแค่สามเดือนเท่านั้นทำเดือน4เดือนพฤศจิกา ธันวาโมกลาคุณมภามีแค่ประมาณสามเดือนเท่านั้นต้องไปเร่งด่วนนะต้องไปเร่งไปเปลี่ยนเลยนะฮะแต่ทีนี้คนที่ไม่เคยมีเอกสาร c อหรือสีเขียวแบบนี้เนี่ย ต้องรอถึงวันที่ 15พฤศจิกายนเป็นต้นไปนะต้องไปทํานะครับตอนนี้ยังทําไม่ได้นะครับผมคนที่จะทำได้ก็คือคนที่เคยถือเล่มเก่าแบบนี้นะครับแล้วก็ทำวัคซีนทำวัคซีนิูไว้แล้ว มันก็ออกมาแล้วด้วยก็ไปเปลี่ยนเล่มได้เลยนะครับผมเพราะฉะนั้นเนี่ยนะถ้าไม่เข้าใจอะไรอยากจะสอบถามอะไรเพิ่มเติมมันหน่้าสูนบ์ก โทรไปที่กระทรวงแรงงานเลยนะครับ แล้วก็กดสองทำรายละเอียดได้เลยครับ ก็ถ้าจะทำอาอาโทรมาหาผมนะผมรับสายไม่ไหวนะครับแม้กระทั่งเอ็นบ็อกเคยคอมเมนต์เอยนะครับ ถามมาถามมาเยอะแยะมากมายเลยผมไม่ไหวนะครับ เพราะฉะนั้นผมก็ออกทีมแล้วก็บอกให้ในทางวิดีโอนะครับ ก็ทีนี้อาจารย์เนาะยาวาวิจารู้ชุ่มกับยาบีอะไรครับ เนาะดูที่ดีมันมียาวาเนี่ย ดูที่ดีอาจารย์รสังหารยานี้สังไงนี้เซตลาวายานิสาวิโดสตูนี้นลาวายนะครับและสตูยาเรมาทว่ามาเก็บบาเรลูดิไปองกันดูคาเรลูดิซีไอนมาไกลสองนาเรลูดิ ကြည့်ရမလို့ဘူးတဲ့လူနော်ကဲလုတ်ခုထားတဲ့လူတွေစာအုပ်အောင်းတွေကကြတော့စတင်ပြီးလုတ်လို့ရနေပြီ၁၇လပိုင်း၁၄ရက်နေ့အထိပဲလုတ်ပြီးမှဖြစ်လို့အခုတည်း၉လပိုင်းကုန်ပါပဲ၁၀လပိုင်း၁၇လပိုင်းတော့အများဆုံးပဲလုတ်ဖို့လိုပါတယ်အချိန်ကြီးနေပဲကြာမှာတော့တယ်ခင်ဗျအဲ့ဒါလေးကိုလာရောက်ပြီးတော့ရေးတိကြီးလာရောက်ပြီးတော့ရှင်းပြပေးခြင်းဖြစ်ပါတယ်လူတွေပီဒီယိုဖိုင်ကိုနည်းနည်းပြန်လည်ပြီးတော့များများလေး share ပေးပါလူတွေများများပြီးမှဒါမှအချိန်ကြော်လွန်သွားတာမျိုးเนาะဒါမှမဟုတ်ကျွန်တော်အချိန်ဆွဲပြီးလုပ်နေတယ်ဆိုရင်အချိန်တန်တာလေးလို့ရှိရင်လူနာမျက်ပြင်ဆိုင်ရဆရာကြိုက်ဖြစ်သွားမယ်เนาะပွဲသားတွေကိုလှုပ်ကျွေးတွေဖြစ်သွားမယ် ်။အရင်ကြည့်လာမှာအများကြီးလိုချင်တယ်တရက်တွေ့လို့ချင်းတယ်ဆိုလာတော့သူ့ရဲ့တန်ဖိုးက330ပဲရှိတယ်။ကိုဗစ်စစ်ကပိုင်းညာဘူးပါဘလောက်မှတက်ဖို့ဟုတ်တော့ကိုကိုတိုင်းလှုပ်ရှင်ခုံပြီးတော့ပလုတ်ပြတ်တွတ်လုတ်ကြဖို့တော့ဒါလေးကိုတိုက်တွန်းလို့ပါတယ်ပြီးတော့ပိုင်းကနော်အများအတွက်ကြိုးချီတယ်ဆိုပြန်လည်ပြောပေးပါအခြေချင်းပြောပြလိုက်ပါအခြေချင်းပုံဆက်ပြီးတော့လည်းပြောပြလိုက်ပါဒါလေးကိုကျွန်တော်အခုညီတောင်းလို့ပါတယ်။ဘာကြောင့်လဲဆိုတော့လူတွေအများအများသိမှာများများအလိမ်မခံရဘူးများများဒုက္ခမရောက်ပါဘူးဆိုတော့ ရည်ရွယ်ချက်နဲ့စီစဉ်လာနဲ့လာရောက်မှာခုနကရောပြင်ဆက်ပြောပြရမှာဖြစ်ပါတယ်။မျိုးရည်အားလုံးကစ်ဆိုစနစ်ဆိုအများတို့ကြောက်ကြနေကြပါသေးလို့စုမုံခွားမတောင်းရင်ဒီလိုပိုင်းကိုဒီလောက်နေနေမှာကျွန်တော်ရန်အောင်ပြီပါမျိုးရည်အားလုံးမင်္ဂလာပါ။